ဂရန်အမီပေါက်ထားပြီးမြင်းအမီပေါက်ထားဒီအမီပေါက်ထားတဲ့ဟာကြီးကိုတယောက်က A အမိန်နဲ့ A လက်မကြောင်ဝယ်ပါလေဆိုလေအဲ့ဝယ်တဲ့ကောင်တော့ကောင်ပါတင်းနေတဲ့ကလိုင်းအောင်ထောင်းလိုက်အောင်ပါဖွဲ့သိမချောက်ဦးတဲ့ရုပ်ောက်ပေါ်လေပေါ်လို့လွတ်တော်လေးပေါ်လာပြီးပြင်းနေမှာအစိုးရအစ်တီပေါ်လာပြီးတော့စနစ်ကြောက်အချို့ရန်ရပြန်လဲလိစားပြီးလဲဆိုတော့အဲ့တိုင်အဲ့ဝယ်ထားတဲ့ကောင်ထောင်းလိုက်အောင်ပါသူတို့ကတော့အမြဲတမ်းအိတ်မက်မက်နေတာအော်ကတ်တတော်ကြီးရဲ့ထိုးစစ်အရှင်ကဘတော်အိုးရှစ်ပင်တိရောက်လာပြီးဖြစ်တယ်ကမ္ဘာဆောက်တွေကိုစစ်ဦးမြားတယ်အဲ့တော့ညောင်ကျိုးကနေအေးထိုးစစ်ကြုံပြီးတော့အိုးရှစ်ပင်တိရောက်လာနေပြီလို့ နောက်ဆုံးသတင်းများရသိရအားလုံးပဲမင်္ဂလာပါကျွန်တော်ချန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဆက်တုပ်ရက်နေ့ရဲ့နောက်ဆုံးရသတင်းထုတ်များနဲ့တူပေါ်တော့နောက်ပိုင်းမှာတော့လေကြီးပင်ကျဲကြောင်မျိုးမင်းကိုဆုံးမလာတဲ့ကျွန်တော်တို့ဆရာမနွေမြေရဲ့ဗီဒီယိုဖိုင်နဲ့တူပေါ်တော့နောက်ဆုံးတစ်ပုတ်မှာတော့ဆရာလူမြတ်ကျော်ရဲ့နောက်ဆုံးတင်ဆက်မှုလေးတွေကိုစူးစစ်တင်ဆက်ပေးလိုက်ပါတယ်သတင်းထုတ်လေးတွေဖြစ်တဲ့အတွက်ကျွန်တော်နဲ့တူတူအဆုံးထိလိုက်ပါကြီးစုဖို့တို့ကိုလည်းဖိတ်ခေါ်လိုက်ပါတယ်ဒါဆိုလို့ကျွန်တော်ဆက်လိုက်အောင် မဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကိုဖိလစ်ပိုင်အစိုးရကအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ဖမ်းရမ်းတဲ့ဖမ်းဆီးပြီးနယ်သာလန်နိုင်ငံတရိတ်တရားရုံးကိုပို့ဆောင်လိုက်ပြီးရဲ့နောက်မှာမြန်မာနိုင်ငံကအကြက်ဖက်စစ်ကောင်းဆောင်မေအောင်လိုင်ကိုလည်းဖမ်းဆီးနိုင်တဲ့အချိန်ဟာရောက်ရှိလာလိမ့်မယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCCM ကထုတ်ပြန်ကြေညာလိုက်ပါတယ်။မလ17ရက်နေ့မှာမွေရစေဝါတိုက်ဖြတ်ရေးအမိခံကလူအမြောက်များကိုတပ်ဖြတ်ခဲ့တဲ့ရာဇဝတ်မှုဆွဆွဲချက်တွေအတွက်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့ဖမ်းရမ်းတဲ့ဖိလစ်ပိုင်သမ္မ ရဟောင်းကိုဖိလစ်ပိုင်အစိုးရကဖမ်းဆီးပြီးတရိတ်မျိုးကိုပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ဖိလစ်ပိုင်အစိုးရဟာ ICC တရားရုံးအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ2019ခုနှစ်မှာနှောက်ထွက်ထားပြီးမှလည်း ICC ဖမ်းရန်ထုတ်ထားတဲ့ဖိလစ်ပိုင်သမရဟောင်းကိုပြစ်ဒဏ်သားသားအရေးယူဆောင်ရွက်မှုအတွက်နိုင်ငံကအတိုင်းအဝန်အတွက်တာဝန်ခံမှုနဲ့တာဝန်ယူမှုဆိုင်ရာအဓိကတွန်းအားပေးမှုတစ်ခုအဖြစ် SCCM ကတီထောင်သူကမှတ်ချက်ပြုလိုက်ပါတယ်။ဖိလစ်ပိုင်သမရဟောင်းဖမ်းဆီးခံရမှုဟာအထူးသဖြင့်မြန်မာနိုင်ငံနဲ့မေအောင်လိုင်းအတွက် ပြင်းထန်တဲ့တင်းစကားဖြစ်ပြီးရိုဟင်ဂျာတွေကိုမောင်းထုတ်တာနဲ့ညှဉ်းပန်းနှိပ်စက်မှုဆန်ရရာဇဝတ်မှုတွေအတွက်မင်းအောင်လှိုင်ကို ICC တရားရုံးမှာဖမ်းရန်ထုတ်ရန်အတွက်2024ခုနှစ်နိုဝင်ဘာလမှာရှောက်ထားခဲ့ပြီလည်းဖြစ်ပါတယ်။ ICC တရားရုံးကမင်းအောင်လှိုင်ကိုဖမ်းရန်ထုတ်ရန်မျှော်လင့်ထားပြီး ICC တရားရုံးရှေ့နေတွေကလည်းနောက်ထပ်ဖမ်းရန်ထုတ်ရန်ရှောက်ထားရန်ရှိနေတယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်။မကြသေးမီကလည်းအာဂျင်တီးနားတရားရုံးကမင်းအောင်လှိုင်အပါအဝင်မြန်မာနိုင်ငံကစစ်ဘက်နဲ့အရက်ဖက် ပုတ်ကို25ဦးကိုဖမ်းရန်ထုတ်ခဲ့ပြီလည်းဖြစ်ပါတယ်။ SACM တီထောင်သူကလည်းမင်းအောင်လိုင်းအနေနဲ့လည်းဖမ်းဆီးခံရမယ့်အချိန်တေချာပေါက်ရောက်လာလိမ့်မယ်ဆိုတာကိုထင်ထင်ရှားရှားပြတ်သားနေတာဖြစ်တယ်လို့လည်းပြောပါတယ်ရှင်။အမြန်ဆုံးဖမ်းနိုင်ပါစီဗျာနော်။ ဒီတစ်ခါမှာတော့နိုင်ငံသားတဦးရဲ့ဒီမိုကရေစီအခွင့်အရေးလွတ်လပ်ခွင့်တွေဆုံးရှုံးရန်အတင်းအဓမ္မစစ်ကြုံပြုနေတဲ့အကြမ်းဖက်စစ်တပ်ကိုအရေးယူပေးဖို့အတွက်ဥရောပသဘက်ကအစိုးရအဖွဲ့ဝင်တွေနဲ့ပြည်ပြည်ဆိုင်ရာလူ့သမားရေးရာအဖွဲ့ ILO ရဲ့အဖွဲ့ဝင်နိုင်ငံတွေကိုရန်ကုန်တပိတ်အင်အားစုတွေကအိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။စစ်တပ်ရဲ့ရက်ဆက်ရုပ်မှအနိုင်ကျင့်မှုတွေကိုရပ်တန့်နိုင်ရေးအတွက်2023ခုနှစ်အောက်တိုဘာလက ILO ရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကအကြံပြုတိုက်တွန်းခဲ့ပေမဲ့လည်းစစ်ကောင်စီကမလိုက်နာတာကြောင့်လာမယ့်မတ်လ10ရက်နေ့မှာပြုလုပ်မယ်။ ILO က governing body ILO အမှုဆောင်အစည်းအဝေးမှာ EU အဖွဲ့ဝင်နိုင်ငံတွေ ILO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာနိုင်ငံကပြည်သူလူထုနဲ့အတူရပ်တည်ပြီးစစ်ကောင်စီကိုအရေးယူရန်ရန်ကုန်တပိတ်အင်အားစုတွေကအိတ်ဖွင့်ပေးစာပေးပို့တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအိတ်ဖွင့်ပေးစာထဲမှာစစ်အုပ်စုနဲ့သူတို့ရဲ့ကိုယ်စားလှယ်တွေကိုဆက်ဆံရေးပြုတ်နေတာတွေကိုပြန်လည်သုံးသပ်ကာရပ်တန့်ဖို့အမျိုးသားညီညွတ်ရေးဆိုရအညူကြီးတိုင်းရင်းသားတော်လှန်အဖွဲ့အစည်းတွေဒီမိုကရေစီအင်အားစုတွေနဲ့တရားဝင်ထိတွေ့ဆက်ဆံဖို့စစ်အုပ်စုရဲ့တရားမဝင်အတူရောက်ရွေးကောက်ပွဲကိုပယ်ချဖို့တောင်းဆိုထားတာလည်းဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းငဇုံမြို့နယ်ဂျိုကျေးရွာကနေခြေလင်းထွက်ခွာလာတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရမှာစစ်ကောင်စီတပ်သား15ဦးဟာတိတ်သွားခဲ့လို့ Special Task Force ငဇုံကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းမီဒီယာကိုပြောပါတယ်မလ10ရက်နေ့မနေ့8နိုင်မိနစ်90လောက်ကငဇုံမြို့နယ်ဂျိုကျေးရွာကနေခြေလင်းစစ်ကြောင်းထိုးလာတဲ့အင်အား90ခန်းပါတဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေကိုရွာသားကျေးရွာဘက်မှာတော်လန်တပ်ဖွဲ့ဝင်တွေကဗလီတာမိုင်း3လုံးရှစ်ထွက်စင်ပြောင်း12လုံးနဲ့မိုင်းဆွဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်အဲဒီလိုတိုက်ခတ်ပြီးရဲ့နောက်မှာဂွေးကုန်းရွာဘက်ကနေ4ကနေစ ီမြို့တာဆက်မှုဆောင်ကနေနွားကားတစီနဲ့ဒင်ဝမ်ကုမ္ပဏီကနေဘော့စ်ကားတစီစုစုပေါင်း၄စီးနဲ့စစ်သားအလောင်းတွေကိုချက်ချင်းလာရောက်ကောက်သွားပြီးမယ်လဲပြန်လည်ပြစ်ခတ်တာမျိုးမရှိဘူးလို့ Special Task Force ငဆုံကတာဝန်ရှိသူတို့ကပြောပါရရှင်ကောင်းလက်တဲ့တင်ဟုတ်ကဲ့ပါဒါတော့ဒီကနေ့နောက်ဆုံးရတဲ့တင်ထူးလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကဘာကြီးရပါဘောနော်မကောင်းတဲ့လူတွေကိုမျက်နှာသာပြီးမှာတော့မဟုတ်ဘူးဒါပေမဲ့အချိန်လေးတော့ယူရမှာပါနော်ဆိုတော့မင်းအောင်လိုက်လဲမကြဖင် ICC Phan Brand နေကျွန်တော်တို့ ICJ Phan Brand နေ Phan Brand အားလုံး ထုတ်ခိုင်းရပြီးတော့မှဖမ်းနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီသတင်းထုတ်လင်းနေပတ်သက်ပြီးတော့ကိုတင်မချောက်ကိုကွန်မန့်မှာရေးခဲ့ပြပါဦးဒါဆိုရှင်တော့နောက်တစ်ပုတ်အနေနဲ့ပေါ့နော်ကျွန်တော်တို့အကြောင်းမျိုးမင်းကဘာတွေဟောင်းထားလဲဟောင်းထားတဲ့အပေါ်မှာမူတည်တော့မှဆရာမဘယ်လိုမျိုးပြန်လဲဆုံးမလိုက်တယ်ဆိုတဲ့အရာလေးကိုကြည့်လိုက်အောင်အေးကရခိုင်ပြည်နယ်တော့ရှိတယ်ဦးကျော်တော်ရဲ့ပိုင်ဆိုင်မှုတွေအပါအဝင်အခုငပလီတို့တန်တွဲတို့စရှိတဲ့အဲ့ဒီမှာတကယ်နေရာကောင်းလေးပေါ့ဗျာရခိုင်ပြည်နယ်မှာရှိတဲ့တချို့ဒီဒီတို့သိမ့်ပိုက်ထားသည်ဆိုတော့တို့ရရှိလာဆိုပြီးဆိုမြို့တိတိမှာရှိတဲ့အဲ့မှာလည်းမလီတို့ရဲ့တထေးတွေရဲ့အိမ်တွေ ချိတ်ပိတ်တယ်ဗောဗျာအကုန်လိုက်ချိတ်ပိတ်တယ်ဗောတခိုင်မှာတော့တကယ်ချသတယ်လို့ကြည့်တယ်သူ့ရဲ့ပိုက်ဆိုင်မှုပြီးသိမ့်ခံရတယ်သိမ့်ခံရတယ်အခုတော့သူအဲ့မှာမနေဘူးရန်ကုန်မှာရှိရသူ့ရဲ့အိမ်မှာသူနေတယ်အဲတချို့သူတို့တွေနဲ့သူတွေ့တယ်အရေးကြီးပါတောက်တယ်ဘာညာလုပ်တယ်အဲကောင်းတောက်ရင်လည်းသူကောင်းသောက်တော့တောက်ပါတယ်ကျွန်တော်သိပါတယ်ကပုတ်လေးလည်းတွေ့ရပါတယ်ဆိုဥကြောင်တော်ဟာဒီအသိကံဥကြောင်တော်လည်းရှင်နေကိုယ်ကွဲမှာဗောဗျာဘာလို့ဆိုသူ့ပိုက်ဆိုင်မှုတွေအများကြီးဟုတ်တော့လေသူဒီပိုက်ဆိုင်မှုတွေအေးကဘာမှလုပ်လို့မရဘူးမြင်းရဲ့တန်ကြီးကကော်ပြီးတော့သူ့ကိုရောက်ရှုလို့မရတာအေးကသောက်ရောက်ပလိုက်လေနောင်တည်ငိမ့်သောကာလာတစ်ခုတရားဥပဒေစိုးမိုးပြန်ပြောပြလိုက်ခါကျရင်အဲဝဲတဲ့ကောင်ပိုက်ပေါ်မိမှာဘာမှလုပ်မရဘူးဘာလို့ဆို ဂရန်အမီပေါက်ထားပြီးမြင်းအမီပေါက်ထားဒီအမီပေါက်ထားတဲ့ဟာကြီးကိုတယောက်က A အမိန်နဲ့ A လက်မကြောင်ဝယ်ပါလေဆိုရင်လည်းအဲ့ဝယ်တဲ့ကောင်တော့ခေါက်အောင်တင်းနေတဲ့ကလိုင်းအောင်ထောင်းထဲရအောင်ဖွဲ့သိမ်းအောင်ချုပ်တဲ့ရုပ်ကောက်ပေါ်လွတ်တော်တွေပေါ်လာပြီးပြည်နေမှာအစိုးရအသစ်တွေပေါ်လာပြီးတော့စနစ်ကြောက်အချို့ရန်ရပြန်လဲတိစားပြီးလဲဆိုတော့အဲ့တိုင်အဲ့ဝယ်ထားတဲ့ကောင် တောင်းလိုက်ရပါအခုဒီဗီဒီယိုကတော့ကျွန်မလိုလိုအပ်တဲ့လောက်ပဲကျွန်မဖြတ်ပြမှတင်ထားတာဖြစ်တယ်ဆိုတော့ဒီထဲမှာအရခတတ်တော်ဒီဘက်ကနေမှာဦးကျောက်တောင်ရဲ့ဒီရခိုင်ပြည်နယ်မှာရှိတဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ငပလီမှာရှိတဲ့ဟိုတယ်ဒီလည်းချိတ်ပိတ်တယ်လို့ပြောတဲ့အခါမှာအခုဘောမာကျော်မျိုးမင်းပြောတဲ့စကားကိုနားထောင်ချင်တာဖြင့်ဦးကျောက်တောင်ဟာဘလောက်အထိစစ်ခွေးတွေနဲ့ပလန်စားတယ်လဲဆိုတာတော့ကျွန်တော်တို့သိနိုင်တယ်။တကယ်လို့သားဒီဦးကျောက်တောင်ကစစ်ခွေးတွေနဲ့ပနာစားတဲ့သူတာမဟုတ်ဘူးဆိုလို့ရှိရင်ဒီဘောမလောက် ယောက်ျားဖြစ်ပြမှာသူ့လောက်နှုတ်တီးထက်တာကျမတော့မမြင်ဘူးဘူးတကယ်လို့ဒါဒီဥကြောက်တောင်ကစစ်ခွေးတွေနဲ့ပနာစားတဲ့သူတာမဟုတ်ဘူးဆိုလို့ရှိရင် तू ပက်ပက်ဆက်ဆက်ပြောမှာကောင်းတယ်လေဘာလေးညာလေးပြူပြောမှာအခု तू အဲ့လိုမပြောဘူးเนาะ ဒါတခုနောက်တခုကဒီဥစ္စာကိုနားထောင်ခြင်းသူတို့ကတော့အမြဲတမ်းအိတ်မက်မက်နေတာတနေ့ကြလို့ရှိရင်အစိုးရအစ်တတွေပေါ်လာလို့ရှိရင်အချုပ်အချာအနာပြန်တည်တက်လာတဲ့အခါမှာကျတော့အခုနော်အာခတ်တတော်ဒီဘက်ကနေမှချိတ်ပိတ်ထားတဲ့ဒီအိမ်တွေကိုဝယ်တဲ့သူတွေကိုဖမ်းမယ်လို့ပြောတယ်အာခတ်တတော် AA ဒီကိုမဖမ်းခင်မှာသူတို့ဖမ်းချင်မယ်ရှိတယ်ဘာကြောင့်လဲဆိုတော့အခုကျတော့တော်လန်ရဲထဲမှာပါဝင်တဲ့တော်လန်ရဲမိသားစုတွေရဲ့အိမ်တွေအများကြီးဖမ်းထားတာသူတို့ရှိတယ်ဆိုတော့ဒီနေ့ဥကြောက်တောင်ဟာအာခတ်တတော်ဒီလောက်ထိ ဒုက္ခရောက်နေတယ်မြန်မာနဲ့တောင်မဟုတ်ဘူးဒေါ်လာနဲ့တားနဲ့ချီတယ်ပတ်စံတွေသူတလောက်ကြီးရှိတယ်ရခိုင်ပြည်နယ်မှာသူနေထိုင်တယ်ရခိုင်ပြည်နယ်ကသမင်းကိုသူစားတယ်ရခိုင်ပြည်နယ်ကစီတရံဇာသားတွေနဲ့ဒီလိုမျိုးချမ်းသာကြွယ်ဝလာခဲ့ပေမဲ့ဒီနေ့အာခတတော်တွေဒီလောက်ထိတိုက်ပွဲဖြစ်နေတဲ့အခါမှာသူရန်ကုန်မြို့မှာသူ့အိမ်မှာသူပျော်နေတယ်ပြီးလို့ရှိရင်သူဟာအာခတတော်တွေကိုလုံးဝမကြည့်ဘဲနဲ့သူရန်ကုန်မှာမူးယစ်နေတယ်ဆိုတာတော့သိရတယ်ဆိုတဲ့အခါမှာကျတော့ဒီနေ့ဦးကျောက်တောင်ဟာ အရခတတော်ကိုမထောက်ကူနေခြင်းနဲ့ယခိုင်ပြည်နယ်မှာရှိတဲ့ပြည်သူလူထုတွေဒီလောက်ကြီးဒုက္ခဆင်းရဲရောက်နေတဲ့အခါမှာသူဒီယခိုင်လူထုတွေနဲ့အတူတူရှိရမှာဖြစ်တယ်။ဒါပေမဲ့တို့မရှိဘူး။ဒီတော်လန်ရဲစားလာတဲ့နေ့ကနေစပြီးတို့သူရန်ကုန်ရောက်သွားတယ်လို့ပြောတယ်။ဆိုတော့အခုသူဒီယခိုင်ပြည်နယ်မှာရှိတဲ့ပြည်သူတွေဒုက္ခဆင်းရဲရောက်တော့မယ့်အချိန်မှာသူထွက်သွားပြီးမှအခုသူအရက်ကောင်းတွေတောက်ပြီးမှသူပျော်ပါနေတာကိုကြည့်ချင်းအဖြစ် သူကဘယ်သူနဲ့ပေါင်းနေတယ်လဲဆိုတော့ကျွန်တော်ကွက်ကွက်ကွင်းကွင်းမြင်ရတာဖြစ်တယ်။ဒါကြောင့်ဒီနေ့သူ့ရဲ့ပိုင်ဆိုင်မှုဟာရောင်းချင်တယ်မရောင်းချင်တယ်ကျွန်တော်တော်လာရေးထဲမှာအတုံးချဖို့တော့လိုအပ်တယ်နော်။ဒီမြေတွေကိုအစိုးရအစ်စ်ပေါ်လာလို့ရှိရင်အခုတို့ထင်နေတာတော့ခွေးချဖို့ကနေမှဒီဇင်ဘာမို့လို့ရှိရင်အစောဆုံး2026 January မှာပြုတ်လုပ်မယ်ရွေးကောက်ပွဲလို့ထင်တာ။ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ ။ဘာကြောင့်လဲဆိုတော့နော်သူက6လတက်တန်းတိုးပြီးမှနေတာဖြစ်တဲ့အတွက်6လတက်တန်းကိုသူတစ်ခါပြန်တိုးလို့ရှင့်လဲ။အဲကိစ္စအမျိုးမျိုးကြောင့်နော်ဘာညာအစင်မပြေဘူးဆိုပြီးမှတစ်ခါသူနာမည်ပြန်ပြောင်းပြီးမှသူကဒီရွေးကောက်ပွဲကိုပြန်ရွေးမှာဟုတ်တယ်ပဲပြလို့ရှိရင်လည်းသူရွေးကောက်ပွဲလုပ်တဲ့ဥစ္စာဟာကျတော့ဘယ်ပြည်နယ်ဘယ်တိုင်းမှာလဲလက်ခံမဲ့အရာမရှိဘူးเนาะသူ့ကိုမေးထည့်မဲ့သူဟာဘုံမတွေပဲရှိတယ်ဘုံမတွေနဲ့ပဲတင်ထားတဲ့အစိုးရကိုတော့မြန်မာနိုင်ငံအစိုးရလို့တော့သူတို့ခေါ်ချင်တယ်ခေါ်မှာပေါ့အခုလေအာခတ်တတော်ဒီဟာအခုစစ်တွေကိုချနေတယ် ဒီစခွေးတွေကတသက်လုံးတို့ကရခိုင်ပြည်နယ်ကိုအုပ်ချုပ်နေမယ်လို့တို့ထင်နေတာဒါကြောင့်ဒီစကားပြောတာဒါကြောင့်ဦးကြောက်တောင်ဟာတကယ်ပဲကြောက်တောင်ဖြစ်မလားရွှင်တောင်ဖြစ်မလားဆိုတော့အချိန်တန်တိမှာပေါ့ဟုတ်ဘူးလားနော်ဒီနေ့ကျမတို့တော်လာရဲတွေဟာအသက်ချွေးတွေအများကြီးပေးဆက်ပြီးမှဒီတော်လာရဲကိုစခဲ့တာဖြစ်တဲ့အတွက်ကျတို့လည်းဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူးစခွေးပြောင်တဲ့အချိန်ကျမကျတို့ကနားမှာဖြစ်တယ်နော်ဟုတ်ကဲ့ပါဒါကတော့ဆီမန်နူမီရဲ့ပြန်လည်ချိန်ဖလိုက်တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ် နောက်ဆုံးပြောရတာရန်ကိုရှင်းနေเนาะစစ်ခွေးပြောင်းတဲ့ချိန်မှာကျွန်တော်တို့ကနားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်ရှိနေတရားတော့ဒီရဲ့မတရားမှုယူကျွန်တော်တို့ပုံကန်တော်လန်နေမှာပဲเนาะအဲဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုများအနေနဲ့လည်းပဲတော်လန်နေတာတော့မှန်တယ်ဒါပေမဲ့ဒီထက်ပိုတော့မှစီလုံးပြီးတော့ပေါ့เนาะပတ်ဝန်းကျင်မှာလို့ကျွန်တော်မိသားရက်ခံပါတယ်နောက်ပြီးကြတော့ကျွန်တော်တို့မြေပြန့်ကပေါ့เนาะတော်လန်ရေးပတော်တာတွေအားလုံးလည်းပေါ့เนาะပြိပခါလေးတွေမဖြစ်ကြပါနဲ့ဖြစ်တယ်ဆိုလို့ရှိရင်ပေါ့เนาะသူဥစေတနာသူဥမြင့်တာအလင်းနဲ့ပေါ့เนาะ တစ်ဖွဲနဲ့တစ်ဖွဲပြန်လည်နားလည်မှုပေးပြီးတော့မှာပေါ့နော်ဒီကောင်စီစစ်မစ်စာဖြစ်တဲ့ဂျပူးမင်းအောင်လိုင်းတပ်ဖွဲ့ယူပေါ့နော်အများဆုံးတုတ်တင်ရှင်းလင်းနိုင်ဖို့အတွက်ကိုစူးစမ်းပြကြပါလို့ကျွန်တော်ဒီနေ့မှာမြတ်တက်ရခံပါတယ်ဆိုတော့ဆရာမဆုံးမတော့တော့အရင်ကောင်းတာပေါ့နော်ဆိုတော့ကြည့်ပြီးတဲ့နောက်ကျွန်တော်တို့အားရချင်တဲ့မှုရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါဆိုလို့ရှင်နောက်တစ်ပုတ်နေနေပေါ့နော်ဆရာလေးမကျော်ရဲ့နောက်ဆုံးတင်ဆက်ထားတဲ့သတင်းလေးကိုကြည့်လိုက်အောင်ဒီနေ့တောင်းလိုက်ရေးရသတင်းများနဲ့ပတ်သက်ပြီးထိုးစစ်တိုက်ရှစ်ခုခံစစ်ချင်ရဲနေကြကုန်တော့သတင်းတွေကတော့ဟုတ်ကဲ့ပါရပွဲအုပ်ချုပ်ရေးမှုတွေရှင်းလင်းမှုတွေရှိတယ် တစဲမှာမြေပြင်ရှင်းလင်းမှုတွေလုပ်နေတယ်။မနေ့ကတော့နထိုးကြီးတိုက်ပွဲကြောင့်ဖက်စစ်တပ်နေပြည်တော်တခွင်မန္တလေးတခွင်ပြရခန့်နေတယ်။ရန်ကုန်မှာဒီကနေ့ရုံးပန်ကြောင်အတူဒီဘာခေါ်လဲပုဂ္ဂလိကကြောင်းနေပါမချမ်းမူဂျိုပါမချမ်း၅ရက်ပိတ်တယ်တပေါင်းတပေါင်းပွဲနဲ့အဲတပေါင်းပွဲအတွက်နော်ပျော်ပျော်ပါပါသွားကြလို့ဆိုဒါမျိုးတွေချစ်ပါ ဲ့တော့ဘတ်ဂျက်တက်ကဘာလို့ချင်နေလဲဆိုတဲ့ကိစ္စကျွန်တော်ဒီနေ့သုံးသပ်ဆွေးနွေးကြမယ်ကိုတော်လိုင်းအင်အားစုတွေကဘာလို့နေလဲအရေးကြီးပါတယ်အရေးကြီးပါတယ်ဟုတ်တယ်ဗျအရေးကြီးတဲ့အကာလကိုရောက်ပါပြီနောက်ပိုင်းပြောမှာတွေကကျွန်တော်တို့စစ်စစ်ဆက်ဆက်သုံးသပ်ပြီးလှုပ်တင်လှုပ်တိုက်တာတွေအချိန်မဆိုင်လုပ်ရမယ့်အချက်မျိုးတွေပေါ့မှာဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာတော့နွားခွေးရင်ကြွားကြားဆွဲတယ်ပဲပြောမလားတိုင်းပြည်မငြိမ်သက်မှုကိုအခွင့်ကောင်းယူတယ်လို့ပဲပြောမလားအချိန်တွေကတော့ နိုင်ငံတော်ကြီးကျွန်တော်တို့နိုင်ငံကြီးဆိုရကောင်းတဲ့ခြေရှိအရခတ်တော်ကြီးရဲ့ထိုးစစ်အရှင်ကဘယ်တော့အိုရှိပင်တိရောက်လာပြီဖြစ်တယ်ကဘာဆော်ရီကိုစစ်ဦးမြားတယ်အဲ့တော့ညောင်ကျိုးကနေအေးထိုးစစ်ကြုံပြီးတော့အိုရှိပင်တိရောက်လာနေပြီလို့နောက်ဆုံးသတင်းများရသိရတယ်မြို့နဲ့တော်တော်နီးကပ်နေပြီးပြင်းထန်တဲ့ထိုးစစ်မျိုးဖြစ်တယ် နော်အဲ့တော့ညောင်ကျိုးညောင်ချီတော့အုံရှိပင်ဂျောကမတာပေါ်တဲ့အလောင်းမှန်တယ်မြာပြီဒါကဆာကိုပို့ပြီးတိုက်နေဆေးုံနေပါအိုနာကျိုးကန်းနေမတာပေါ်တဲ့ကောင်ထပ်နေရေဆိုတာကျွန်တော်တို့ကြားရတယ်အဲ့တော့အာကတတော်အေးဟာအေရီတိုင်းပကိုးတိုင်းမကွေးတိုင်းတို့ဖောက်ဝင်ရောက်ပြီးတော့ဆင်းမြန်တာဖွင့်ထားတာတွေ့ရတယ်ဒီနေရာမှာကျွန်တော်အရင်ရက်တွေကတရဆက်ပြောခဲ့တယ်စီးဆိုင်ရခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးအာကတတော်အေးရဲ့တမူးချုပ်ပုံချုပ်ထွန်းမြတ်နိုင်ရဲ့ တို့မျက်နှာကိုပြည်သူလူထုဟာလုခုံးမယ်ကောင်းဆောင်အဖြစ်ရှုမြင်လာကြတာကိုတွေ့ရစစ်ကိုအနိုင်တိုက်တယ်လို့နိုင်ငံရေးမှာလည်းတည်တည်တတ်တတ်ကြကြနာနာကစားတယ်အုတ်ချုပ်ကြီးစီးပွားရေးပထဝီနိုင်ငံရေးတွေကိုလည်းနိုင်နိုင်နင်းနင်းနဲ့ဆောင်ရွက်နေတာတွေ့ရတယ်စီးရေးဆောင်ရွက်မှုနဲ့ပတ်သက်ပြီးစီးစနစ်ကျတယ်မာဗျူဟာမြောက်တယ်ငွေကြေးဘတ်ဂျက်နဲ့ပတ်သက်ပြီးအတန်လုံးဝမတော်စစ်ပွဲနဲ့ပတ်သက်ရင် ဘာလို့လို့လုံမဲမသိရတော့အောင်ကိုပြွာထမ်းမြေလုံးနေဒါကြောင့်မို့ဒီကနေ့ကျွန်တော်ခေါင်းထဲမှာစဉ်းစားမိတာကဘုံကျုံထုံးမြတ်နိုင်ကနေပြည်သူလူကိုပြောကြားတဲ့စကားဆွေးနွေးစကားဝိုင်းတစ်ခုကျွန်တော်လုပ်ချင်တာပါဒါပေမဲ့ဘုံကျုံထုံးမြတ်နိုင်နဲ့ကျွန်တော်တွေကအဆက်အသွယ်မရှိဘူးဘုံကျုံထုံးမြတ်နိုင်နဲ့အတူတိုက်ပွဲဝင်နေတဲ့တချို့တပ်တွေတွေတော့အဆက်အသွယ်ရှိတယ်အဲ့တော့ဘုရုံထုံးမြတ်နေတဲ့ကျွန်တော်ဆက်တွေ့ဖို့ကျွန်တော်စူးစမ်းပါမယ်။ဘီသူလူလူကိုပြောစကားဘီသူလူလူထံတင်ပြတယ်။ဘုရုံထုံးမြတ်နေတဲ့ နိုင်ငံရေး vision စီးရေးဆိုင်ရာကြီးမားချက်တွေနဲ့မျိုးဥတော်လိုက်ရေးကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကစီးရေးဆိုင်ရာဥစ္စာမှုများဖြစ်ပါဝင်ဆောင်ရွက်ပေးဖို့လူလူရဲ့တိုက်တွန်းစကားတွေကိုပြောကြားခြင်းနဲ့လူလူကိုလည်းဗိုလ်ချုပ်ထွန်းမြတ်နိုင်စကားကိုနားထောင်စေခြင်းနဲ့အတွက်ဆက်သွယ်ပြီးဆောင်ရွက်ဖို့ကြိုးစားပါမယ်အကယ်၍ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ထဲမှာမှာအရခတ်တတော် AE နဲ့ထိဆက်ပတ်သက်တဲ့လူတွေဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ထိဆက်ပတ်သက်တဲ့လူများပါခဲ့ရင်ကျွန်တော်လူမြတ်ကျော်ကတမှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အား လေးစားစွာဖိတ်ခေါ်ပါတယ်ကျွန်တော်ကအကောင့်မသိတဲ့အတွက်ဒါရောက်ဆက်တွေ့ဈေးချင်ပါတယ်သို့မဟုတ်ဆက်တွေ့ဖို့လင့်ပေါ့နော်ချပေးစေချင်ပါတယ်ကျွန်တော်တွားရောက်ဆက်တွေ့ပါနောက်တစ်ယောက်ကဘိုးချုပ်ကွမ်ဘောကချင် KIA ရဲ့ဦးစီးပိတ်ကိုင်တယောက်ဖြစ်တဲ့ဘိုးချုပ်ကွမ်ဘောဘိုးချုပ်ဒီအင်ပန်လာပြီးတော့ဘိုးချုပ်ကွမ်ဘောပေါ့အဲ့တော့ဘိုးချုပ်ကွမ်ဘောနဲ့လည်းကျွန်တော်တွေ့ဆုံဆွေးနွေးဖို့တွေ့ဆုံဖို့ဘိုးချုပ်ကွမ်ဘောရဲ့စီအီမန်ချက်တွေနိုင်ငံရေးရွယ်ချက်တွေကိုလူလူကိုတင်ပြဖို့စီရေးဆိုင်ရာခေါင်းဆောင်မှုတွေမှာဘိုးချုပ်ကွမ်ဘောဘိုးချုပ်တွေ့မြင်နိုင်လို့ညီမຫນွေဦးတော်လည်းမှာဦးဆောင်ပေးဖို့ ကျွန်တော်ဘုံကွမ်မော်ရဲ့ page ကတော့တခါတည်းတွေ့ပါရှိပါတယ်ကျွန်တော်သွားပြီးတော့စူးစမ်းကြည့်ပါမယ်နောက်တစ်ခါဘူမူချုပ်တာပုံချုပ်ပုဂ္ဂိုလ်မျိုးတွေပေါ့ DNL သူတို့လည်းတွေ့ဖို့စူးစမ်းဖို့စပြီးစူးစမ်းမှာဖြစ်တယ်လို့နောက်တစ်ခုကတော့ကျွန်တော် NUG ရဲ့ကာဝေးဝန်ကြီးကကာဝေးဝန်ကြီးဌာနရဲ့ဝန်ကြီးဦးရီမွန်ကျွန်တော်ဒီကနေ့တော့ဦးရီမွန် page ကိုကျွန်တော်စာပို့လိုက်ပါတယ်မင်္ဂလာပါစတင်မိတ်ဆက်ပြီးတော့ကျွန်တော်ဦးရီမွန်ရဲ့စီရေးဆိုင်ကြီးမဲ့ချက်နိုင်ငံရေးဆိုင်ကြီးမဲ့ချက်တွေကိုလူလူကိုတင်ပြဖို့ကျွန်တော်စူးစမ်းပါ ။ဘာကြောင့်မိတာတွေလုံနေတာလဲ။လူမြတ်ကြောင့်တမူးတွေနဲ့ကျွန်တော်တောက်လျှောက်တွေ့ဖို့လည်းစီစဉ်နေပါတယ်။တမူးတွေနဲ့ဆွေးနွေးဖို့စကားပြောဖို့လည်းကျွန်တော်စီစဉ်နေပါတယ်။စွဖွဲ့နေပါတယ်။ဘာကြောင့်လုံလဲဆိုတော့ကျွန်တော်ပြောပြမယ်ဗျခင်ဗျားတို့။မိအောင်လိုက်ဟာရုရှားနဲ့တရုတ်ကိုတိုင်းပြည်တွေခေါ်သွင်းပြီးတိုင်းပြည်ကိုတစက်ကိုယ်အောင်ခွဲဖို့သူ့အာဏာအကျိုးစီးပွားအတွက်နေရုပ်ရုပ်မှမှကြံ့စီနေပါပြီ။ဒီမင်းအောင်လိုက်လို့កောင်ယူနေတကွာ မင်းအောင်မိုင်နားမှာရှိတယ်ပူချုပ်စစ်ပူချုပ်ဆိုတဲ့ကောင်းပြီကျွန်တော်မေးချင်တာမင်းတို့ဒီတိုင်းပြည်ပေါ်မှာတစ္ဆာခံထားတာဟုတ်ရဲ့လားတိုင်းပြည်ကိုအမျိုးစုံဒုက္ခပေးပြီးတိုင်းပြည်အစိမ့်စိမ့်မှာမှာ꿰ပြီးရုရှားနဲ့တရုတ်ကျွန်တပေါက်ဘဝရှောက်ဖို့အာနာချိုးစီဘဝတစ်ခုအတွက်နဲ့မင်းတို့လုံရကြဖို့ကျွန်တော်ရှင်လဲနားလို့မစုံပါဒီကောင်ကြီးတိုင်းပြည်ကိုရုံမာနေကြပါဒီသူလူလူတို့မပေါ့စားကြပါနဲ့ချင်း ိစ္စနဲ့ပတ်သက်ပြီးတော့လည်းအတန်တွေတော်တော်ညံ့နေတာကြားသိရမှာပါကျွန်တော်ပြောခွဲပြပါမယ်ချင်းမှာအိန္ဒိယနိုင်ငံချင်းပြည်နယ်တမူးမှာရှိတဲ့ကဘောဂျိုင်ဝမ်ကိုမဏိပူရနယ်ထဲကိုပြန်ထည့်ဖို့အဲဒီအထက်လွတ်တော်မှာဆိုဆိုအတွင်းနေလို့ချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့အိန္ဒိယမီဇိုရမ်ပြည်နယ်နဲ့ပေါင်းဖို့ဆိုတာမျိုးတွေအတန်တွေထွက်လာပါတယ်ကျွန်တော်တိုင်းပြည်ယင်းနှစ်တူကိုဝါကူထိုးဖို့အစင်သည့်ရှိနေကြတဲ့အိန္ဒိယနိုင်ငံတွေကလည်းတရဇက်ကျွန်တော်တို့ကိုထိုးနှက်နေပါတယ် ။ဒီကြောင်းထဲမှာမတရားအာဏာသိမ်းတဲ့အပြင်တိုင်းပြည်ကြီးလူလူကိုတစ္ဆာမခံပဲတရုတ်နဲ့ရုရှားပြည်မှာတစ္ဆာခံကျွန့်ခံမှုစ조사နေတဲ့မင်းအောင်လိုင်အပါဝင်ရှစ်ကောင်းကြောင်ဇိုးကလည်းတိုင်းပြည်ကြီးအချုပ်ချာအာဏာတိုင်းပြည်ကြီးလူမျိုးရဲ့ဇာတိပုံရဂုံကနာတိုင်းပြည်ရဲ့တောတောင်ချင်းပြည်တဘာဝတယံဇာတဒါတွေကိုလုံလုံထက်မထွက်ပဲသူတို့စစ်ဘိုလ်ချုပ်တိုက်အာဏာမြေကြီးအတွက်ရုရှားလက်ထဲကိုတဝယ်ရည်နဲ့စစ်ကံအပေါင်းဘာမှပြီးအမိပိုင်းတစ်ချမ်းလုံးနှီးပါထိုးအပ်ဖို့ကြံစီနေပြီ တရုတ်ကတော့ရှမ်းပြည်နယ်တခွေဝကိုကန် MNDAA အစရှိတဲ့တပ်တွေနဲ့ရှမ်းပြည်နယ်ရှမ်းမြောက်ကြီးတခုလုံးတပြင်ကြောက်ဖြူကြီးနဲ့စီမံကိန်းဆိုတဲ့ခေါင်းစဉ်အောက်ကတရုတ်တပ်အင်အားတောင်းနဲ့ချီပြီးဝင်လာပြီးတော့ဗမာပြည်ကိုအပိုင်ပိုင်ခွဲပြစ်စတာဘူးကျုံလာဆိုတာကြံစီနေကြပါပြီတဖက်မှာလည်းရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့တတ်ရှို့ဖို့ကြိုးစားပြီးလောက်တီဖြစ်စေမလောက်တီဖြစ်စေ တပတ်ကတော်လန်ရေးအင်အားစုနဲ့ NUG ဆိုတဲ့အစိုးရအဖွဲ့ဆိုတဲ့ပုံကိုယ်တွေကိုအာယုံနောက်အောင်လုပ်ထားနိုင်ပါတယ်။ရှင်းပါတယ်နော်။တခါတခါကြောက်ရင်မင်းအောင်မိုင်ပြောစကားတွေဟာအယူလို့ထင်ရပေမယ့်အဲ့ဒီအယူကအိမ်ဦးကြီးတက်ပါတာမျိုးတွေ့ရပါတယ်။သူ့ပြောစကားတွေနောက်လိုက်ပြီးတော့ကျွန်တော်တို့ဘက်ကတော်လန်ရေးခေါင်းဆောင်ပါဆိုတဲ့ပုံကိုယ်တွေတော်လန်အစိုးရပါဆိုတဲ့ပုံကိုယ်တွေကသူ့ပြောစကားနောက်လိုက်ပြီးလုပ်နေတာမျိုးတွေသူ့နောက်ကလိုက်ပြီးသူ့ပြောစကားကိုပဲလိုက်လံခြေပတာမျိုးတွေနဲ့ပဲအချိန်ကုန်တာ။ တွေ့နေရပါတယ်။တမန်ကြီးကမိနခရိုင်တရင်ကိုမြင်းကြပလတ်တိုက်ကဌာနချုပ်ပြုတ်ခွင့်ခံတယ်။တစ်ဖက်မှာစစ်ကြောင်းတွေအလဲလဲအပြုတ်ပြုတ်ဖြစ်တာရှိတယ်။တစ်ဖက်မှာတော်လန်တရင်တပ်ဖွဲ့တွေအသီးသီးဟာမနေရုံးကန်လာရတာကိုတွေ့ရတယ်။စစ်လက်နဲ့ခရရန်ပြင်အခြားသောဘာကြီးကိစ္စတွေနဲ့တော်လန်တပ်တွေဟာစစ်တိုက်ဖို့တက်ဂျမုံငွေ ခရင်ရရှိရေးကိုလည်းတစ်ဖက်မှာဆောင်ရွက်နေရတာတွေ့ရတယ်။တစ်ဖက်မှာမင်းအောင်နိုင်ငံငွေကြေးမြောက်ကိုထိန်းချုပ်ဖို့အတွက် MM Code ဆိုတဲ့ digital ငွေပေးချေမှုစနစ်ကြီးကိုဆောင်ရွက်ဖို့ကြိုးစားနေတယ်။ဘဏ်ဒီကနေငွေသားထုတ်ယူမှုတစ်ဖြည်းဖြည်း short ချတယ်။နောက်တစ်ခုက facet တဲ့လောက်ကန်ဆောင်ရွက်ဖို့တစ်ချက်ကြည့်ကြရအောင်။ facet ကသူ့ကိုထောက်ခံတဲ့အစုအဖွဲ့မှန်သမျှကိုသူကကြိုးကင်ကာပါပေးတယ်ဗျာ။နောက်ခံအင်အားပေးပြီးထောက်ပံ့ကူညီတာ စုဖွဲ့မှုတွေကိုမြို့ပြဒေသတွေမှာတစ်ဆက်လုံးပါတယ်စင်မူရန်အောင်မိသက်ချက်ချင်းဤပြူစောတိပြည်သူစစ်ပြည်သူကိုဒုက္ခပေးဖို့တိုင်းပြည်မှာစစ်တပ်ရဲ့အာဏာတည်မြဲဖို့အတွက်ဘ ਹੁ ချုပ်ကန်မှုစနစ်တဲ့မြေပြင်မှာထိတ်ချုပ်နိုင်မှုစုဖွဲ့မှုတွေကိုသူကအနောက်ကရက်ခံကာပါပေးပြီးဆောင်ရွက်တာတွေ့ရပါတယ်ကျွန်တော်တို့တော်လန်အင်အားစုတွေဘက်မှာတော့တော်လန်အင်အားစုတွေအချင်းချင်းပြန်ပြီးကာပါပေးဖို့နင်နေတာတယောက်နဲ့တယောက်ရန်စွဲငုံငုံနဲ့ လိုင်းပေါ်တက်အော်ဟစ်နေတာကိုတွေ့ရပါတယ်ကျွန်တော်တို့စီမှာတရင်တက်ဖွဲ့ဆိုင်ရာစုဖွဲ့မှုတွေအဟောတိကအများကြီးဖြစ်နေပါတယ်နောက်ပြီးတော့တရင်တက်ဖွဲ့တွေနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ post တစ်ခုရေးလိုက်ပါ NUD MOD ကိုပဲကျွန်တော်ရွေးပြီးရေးပြတာပါတွေးမိလို့ပါအဲ့တော့ဒီစီရေးဆိုင်ရာဥဆောင်မှုစုဖွဲ့မှုတွေဒေတာဆိုင်ရာတရင်ပေါင်း300ရှိတယ်ဖြူကားတွေရှိတယ်လို့ပြောတယ်အဲ့ဒီတက်မှုတွေကမိလာခံလုတ်ပြီးတော့တင်မြောက်တဲ့တက်မှုချုပ်စစ်ဦးစီးစစ်ဦးစီးကောင်စီဒီလိုဥဆောင်စုဖွဲ့လို့မရဘူးလား လက်တင်ရည်ဆိုတော့ခေါ်ပြီးစည်ရေးကျုပ်တွေစစ်ထောက်ကျုပ်တွေအကုန်လုံးကိုအန်ဒီအမတ်တွေကြီးပဲတော်တော်များများပေါ့နော်ဝင်ကြီးဝင်ကလေးတွေကခန့်နေတာဟာတော်လန်ရေးကိုကိုစားပြုတ်သူအဖြစ်ပြောက်ွယ်ပြီးတစုတစ်ဖွဲ့တပ်ပါတီတတင်းတစ်ဖွဲ့ကိုဆောင်းပွေးဖွဲ့စည်းစုဖွဲ့အင်အားကောင်းအောင်လုပ်နေတာကိုလုပ်နေမှုပေါ်လွင်နေတယ်ပေါ်လွင်နေတာကိုတွေ့ရပါတယ်ဆိုတော့ဒါဟာတော်လန်ရေးကိုအင်အားချိနေစေတော့စီးရေးဆိုင်ရာခေါင်းဆောင်မှုပျောက်ဆုံးနေတဲ့အချက်တစ်ချက်ဖြစ်ပါ ကျန်တဲ့အချက်တွေအများကြီးကျတော့မပြောတော့အဲ့တော့ဒီနေရာမှာကျွန်တော်အမြဲတမ်းပြောသလိုပဲခက်မြမြန်ခက်တော့တော့စုဖွဲ့မှုတွေစတင်ကြတော့ဒေတာဆိုင်ရာစုဖွဲ့မှုတွေလောက်ပါပါမယ်ဒေတာဆိုင်ရာစုဖွဲ့မှုဒေတာဆိုင်ရာတပ်ပေါင်းစုဒေတာဆိုင်ရာတပ်မှုများကရွေးချယ်တဲ့ဒေတာဆိုင်ရာစစ်ဦးစီးကောင်စီအဒေတာဆိုင်ရာစစ်ဦးစီးကောင်စီတွေကမှတဆင့်ဒေတာအစုံလုပ်တဲ့စစ်ဦးစီးကောင်စီများအစည်းအဝေးကနေနိုင်ငံလုံးဆိုင်ရာစစ်ဦးစီးကောင်စီဒီကနေမှအလှည့်တာစစ်ဦးစီး ကောင်းစီဥက္ကဋ္ဌနေပြီးတော့စီဦးသည်အချုပ်ပြီးတာဝန်ယူပြီးတနိုင်ငံလုံးကရှိမြလက်လက်ကိုင်တက်များတော်လိုင်းတက်များကိုဦးသည်ဦးဆောင်လောက်ကတော်လိုင်းဖိုးစစ်ကြီးဆင်နေဖို့အမြန်လောက်ပါရပါလိမ့်မယ်ရွေးကောက်ပွဲကိုဖျက်ကြငါတို့ရွေးကောက်ပွဲကိုသဘောမတူဘူးဒီလိုအော်ဟစ်ပြီးဇုံးနဲ့တက်ပြောနေုံနဲ့ဘတ်စစ်တပ်ကစောက်ယူဆိုင်မှာမဟုတ်ပါတဖက်မှာရန်သူဟာရုရှားတေးကိုကာပါလုပ်ပြီးတိုင်းပြည်ကိုထင်တိုင်းကျေရုပ်မှာဖို့နီလန်ပေါင်းစုံနဲ့ပြင်ဆင်နေကြမှာ ကျွန်တော်တို့ဒီဘက်ကတော်လိုင်းအင်အားစုကြီးတွေရခေါင်းဆောင်ကြီးတွေဟာရွေးကောက်ပွဲပျက်စီးရေးကိုဆောင်ပြီးပြောနေကြတယ်စစ်နိုင်ရင်ရွေးပောက်ပွဲလုပ်လို့မရဘူးနေပြည်တော်ကိုတတ်သိမ်းနိုင်ရင်ရွေးကောက်ပွဲလုပ်လို့မရဘူးရှင်ဘလောက်အော်ဘလောက်ပြောပြောစစ်နိုင်တိုက်ရေးကိုတွားရမှာဖြစ်ပါတယ်တိုးတော့တစ်ဖက်မှာစစ်အနိုင်တိုက်ရေးကြီးပဲပြောတော့လက်နက်ကင်အင်အားလက်နက်ပါဝါစစ်စီးပါဝါမြင့်တက်လာတာနေအများလက်နက်ကင်သူတွေရဲ့အချို့သောပုံကူတွေရဲ့ ကျင့်ဝင်မဲ့အဓိကတော့ပါတုံးလုံးတွေများတယ်။တချို့ LPDF တက်တယ်လေရှိတယ်တချို့တတ်တတ်တက်တော့ရှိတယ်။ဒါပေမဲ့နေတယ်မရှိတော့ပါတုံးလုံးတွေသတင်းတွေလိုင်းလိုင်းထားပြီးလက်လက်ရဲ့အရတာကိုတွေးလာကြတဲ့အခါကျစီရေးပါဝါကြီးပဲလွတ်ထားလို့မရဘူးနိုင်ငံရေးအတွေးခေါ်သဘောတရားယုံကြည်ချက်ကိုတက်ဆင်ကြရအောင်ပြစ်လိမ့်မယ်ဆိုတဲ့အယူအဆကြီးကိုလွန်ခဲ့သောနှစ်တွေကကျွန်တော်တို့ခဏခဏပြောပါတယ်အဖတ်မလုပ်ပါဘူးအခုဆိုရင်တော်လန်တက်တွေအသီးသီးမှာနိုင်ငံရေးအတွေးခေါ်လက်လက်ကင်းမဲ့နေတော့ တွေ့ရမယ်တော်တော်များများပါဗျာတချို့တက်တွေတက်ကောင်းဆောင်တွေမှာရှိတချို့တက်မှုတော်တော်များများမှာနိုင်ငံရေးမသိကျူကငါတို့ကစစ်တိုက်ဖို့ပဲငါတို့ကတော်လန်ဖို့ပဲမှန်တယ်နိုင်ငံရေးမသိပဲတော်လန်လို့မရဘူးတော်လန်ရေးဟာနိုင်ငံရေးကနေဖြစ်လာတာနိုင်ငံရေးပြည်ထနာကြောင့်တော်လန်ရေးဆင်ွေးတာတော်လန်ရေးဆင်ွေးတာမှတော်လန်ပုံတန်အနီးပေါင်းစုံကနေတဲ့ဆင်ဆင်ကဲပြောင်းလဲမှုဖြစ်စဉ်ရမဖြစ်မနေလက်နက်ကန်တိုက်ပွဲကိုဆင်ွေးတာဖြစ်ပါတယ်လက်နက်ကန်တိုက်ပွဲတည်းဆင်ွေးပြီဆိုရင် ကျင့်ဝင်စည်းစံအတွေးခေါ်မရှိရင်ဘေးအတွက်ဆိုးကျိုးတွေအများများပါတယ်။ဒါကိုကျွန်တော်တို့တမှုတွေတတိချာချာလုပ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီအပိုင်းနေမှာတမှုတွေစူးကြီးဆွေးနွေးပြီးတော်လိုင်းရေးကိုသွေးသိလောင်းချဖို့လုပ်ပြီးနိုင်ငံလုံးဆိုင်ရာစီအေးဩစာကြီးလူတွေဖြစ်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဗိုလ်ချုပ်ကွန်မိုမဖြစ်မနေအမျိုးသားညီညွတ်ရေးအစိုးရကကာဝေးဝန်ကြီးဦးကြီးမူလူမျိုးတွေကျွန်တော်တို့တွေ့ချင်နေပြီးစကားပြောချင်နေပြီးကျွန်တော်တို့လူလူကိုတင်ပြစီချင်နေပြီးဒါကျွန်တော်ကြောက်တယ်တော် စီးပါဝါဥဆောင်မှုအပြင်တစ်ဖက်မှာနိုင်ငံရေးအာရီယိုလော်ဂျီနိုင်ငံရေးဆိုင်ရာကောင်းဆောင်မှုဒီနှစ်ခုမပေါင်းဆက်ပဲနဲ့တော်လိုင်းရေးကိုဆင်နွှဲလို့မရပါဘူးတစ်ဖက်မှာစစ်နိုင်တိုင်ရေးနဲ့လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေတယ်လို့အဲ့ဒီလက်နက်ကိုင်တိုက်ပွဲကြီးကိုပုံမူအကျိုးဖြစ်ထွန်းတဲ့ပုံမူတက်မတဲ့ကြီးရွယ်ချက်တွေကောင်းမှုစေဖို့အနောက်ကနိုင်ငံရေးအတွေးကိုလက်နက်မတက်ဆင်ပဲနဲ့တနက်တွေကင်ထားရင်အဲ့တနက်တွေဟာကင်ထားသူရဲ့ခံစားမှုအလိုက် အကောင်အဆိုးဘေးအတွက်အဆိုးကျိုးတွေအများကြီးရှိပါတယ်။ဒီအချက်တွေကိုကျွန်တော်တို့လူတွေကျွန်တော်တို့ရဲဘော်တွေတဘောပေါက်မှာပေါက်ရမှာဖြစ်တယ်။နိုင်ငံရေးအရဖြစ်ပေါ်ပြောင်းနေတိုးတက်နေတဲ့ဒေတာတွေအခြေအနေပထဝီနိုင်ငံရေးအခြေအနေကဘာကြီးရဲ့အခင်းချင်းဒီနိုင်ငံရေးတွေကိုမတိပဲနဲ့တော်လိုင်းကြီးကိုဆင်ွဲလို့မရပါဘူး။နိုင်ငံရေးကိုတိအတွေးကိုခန့်ခိုင်မှမှနဲ့ဆင်ွဲနိုင်ရင်တယောက်ကောင်းကတပေါင်းပူကြီးညံ့ညက်ကြီးခဲ့လို့ဘတ်စစ်တာအင်မတန်ကြောက်ရွံ့တော်လုပ်တဲ့သူတွေဖြစ်လာပါ တနတ်တနတ်ချင်းရှင်ပြစ်တဲ့ကိစ္စမှာတော့ဖက်စစ်တဟာတနတ်ကိုစိုက်ယုံနေထုတ်နေတာကြိုက်တဲ့နိုင်ငံကလက်နက်တွေလီနေဝယ်လို့ရတာကျွန်တော်တို့ကျွန်တော်တို့ဘက်ကလက်နက်ခဲနေပတ်တိုင်အားနေပါကျွန်တော်တို့ဘက်ကအားကောင်းတာနိုင်ငံရေးဖြစ်ပါတယ်အတွေးခေါ်ဖြစ်ပါတယ်ယုံကြည်ချက်ဖြစ်ပါတယ်ပြည်သူလူထုတောက်ခံဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အားနေချက်တိုက်ပွဲတပွဲဟာအားနေချက်ကိုအရန်ဖြစ်တာပြီးအားကောင်းချက်နဲ့ထိုးတိုက်ရမှာဖြစ်ပါတယ်တဖက်မှာခု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 ကန်ကာကွယ်ဖို့ကိုဒေတာကိုနေပြီးကာကွယ်ဖို့တော့လည်းဟော အင်အားကောင်းတဲ့စုစည်းမှုနဲ့တော်လန်ထိုးစစ်ကြီးဆင်ပြီးနေပြီးတော့တိမ့်ပိုက်ဖို့ရန်၎င်းရန်ကုန်တိမ့်ပိုက်ဖို့ရန်၎င်းတနက်ကင်ထားတာပေါ့အကျွေးမဲ့သဘောတူပါတယ်သို့တော့တစ်ဖက်မှာနိုင်ငံကြီးတိုက်ပွဲဆိုတဲ့နိုင်ငံကြီးအတွေ့အကြုံအိုင်ဒီယာသဘောတရားရှိရအယူအဆနဲ့အားကောင်းကောင်းနဲ့ဖက်စစ်တပ်ကိုဖုံးနဲ့နိုင်ရမှာဖြစ်ပါတယ်ဖက်စစ်တပ်ချက်တူတုံအောင်ကြောက်တာနိုင်ငံကြီးဖြစ်ပါတယ်စီးကသူတို့ကြွန့်ချင်ပါတယ်သူတို့ expect ပါသို့တော့သူတို့ရဲ့အဓိကအားနည်းချက်ဟာဒီလူတို့မထောက်ခံနိုင် တတွင်အကျင့်ပြတ်ခြားစားမှုတွေပြောရရင်တော့အကျိုးစီးပွားအကျင့်ပြတ်ခြားစားမှုတွေ ਨੇ စစ်တပ်တွင်းမှာစစ်တပ်ထဲဝင်လက်စားဖို့ပြည်သူစီကဂုတ်သွေးဆွတ်ဖို့ယူရခြင်းနဲ့ဝင်လာတဲ့ကောင်တွေကြီးပဲဖြစ်နေရရင်ကမိုင်းနဲ့တကူချဘူးဒီကောင်တွေကြီးပဲစစ်သားဖြစ်နေတာကြောင့်လက်ရှိအချိန်မှာဆစ်ရှုံးနေတာဖြစ်ပါတယ်။တာမန်အချိန်မျိုးဆိုရင်မင်းအောင်ပိုင်ဖက်စစ်တပ်ရဲ့ဒုတွေအင်အားကိုတိုက်နိုင်မှုအတွက် ကျွန်တော်တို့တော်လိုက်ရင်အာစုဘက်မှာဘိုးအမေပေးကုကဲမှုဌာနချုပ်တွေအုပ်ချုပ်ထောက်ပံ့ဦးရေးထောက်စနစ်တွေနိုင်ငံလုံးဆိုင်ရာစုစည်းမှုပြည်တဲ့နိုင်ငံလုံးဆိုင်ရာစစ်စင်ရေးမဟာဗျူဟာတွေမရှိဘဲနဲ့မင်းအောင်လိုက်ဖက်စစ်တက်ကိုအမြင့်ပြတ်ချိန်မုံကြီးစစ်နာတိုက်ဖို့အလံဝေးနေပါသေးတယ်။ဒါကိုတက်တဲ့ရှုမြင်ကြရပါတယ်။ဒါကြောင့်မို့လို့မြတ်ကျော်အကြိမ်ကြိမ်ပြောနေတာသွေးသစ်လောင်းကြတော့စုပွဲမှုတဲ့ခေါင်းဆောင်တဲ့စီးရေးဆိုင်ရာခေါင်းဆောင်မှုနိုင်ငံရေးဆိုင်ရာခေါင်းဆောင်မှုဒီနေရာမှာလူကြီးကလူတွေပါတာပါပေါ့ အန်ယူဂျီကိုကျွန်တော်အမြဲတမ်းပြောတယ်လင်းနစ်တာစုဖွဲ့ထားတဲ့စုဖွဲ့မှုရဲ့အခြေငွေကြေးတွေဟာမရှိတာတည်းရှိတာကပိုကောင်းတယ်သို့တော့ရှိနေတဲ့အစုအဖွဲ့ကြီးတံပိုးကြီးပြီးအလုတ်လောက်အောင်အမုန်းခံအစဲခံအစုခံကိုတမင်းကိုစားပြောနေတာဖြစ်တယ်ကျွန်တော်တို့ကပို့ပြီးလုံနိုင်စွာရှိသို့တော့မလုံနေလို့ပြောနေတာဖြစ်တယ်ခုနကရီကောက်ပဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီအင်္ဂလိပ်ဆိုရင်နိုင်ငံရေးဝန်ကြီးဌာနဆိုရှင်မအောင်အပါဝင်အင်တာဗျူးတွေတက်တယ်ဇုံးနေနေပေါ့ BOE လို့အမှန်ကြီး ဒါသာမန်ကြည့်ရင်နိုင်ငံရေးဒေါ်လာကြီးလုံနေတယ်လို့လို့ပဲမဟုတ်ဘူးအဲ့ဒီကောက်ဝဲလုပ်ငန်းစဉ်ကိုဖျက်ဖို့လက်တွေ့မြေပြင်လုပ်ငန်းစဉ်တွေဘာတွေချမှတ်တာလဲ online ဘောကသတင်းတော့တွေကို view ပေးရုံနဲ့အဲ့ဒီကောက်ဝဲလုပ်ငန်းစဉ်ပြတ်သွားဘူးအဲ့တော့ရောက်ကအုပ်ချုပ်ရေးတောက်တိုင်စနစ်ကြီးကိုဖျောက်ချတာကျွန်တော်ပြောတယ်ကာဝေးဝန်ကြီးဌာနကဗီဒီယိုဝန်ကြီးဌာနများကစစ်မိတ်ထုတ်ပြီးပါကပါပါလာပါပါပါတများကာဝေးဝန်ကြီးဌာနအောက်ချုပ်တိုင်တပ်ဖွဲ့များအီးမိတ်ကိုကျွန်တော်ထုတ်ပြခဲ့သည်တိုင်တပ်ဖွဲ့များရှိတဲ့လက်နက်လူသူများဖြစ် စီစီစင်းပြုစုကရှိသောမောင်းပြန်ရိုက်ဖဲနှင့်ညီမြသောအထုလောက်ရှားတက်များဖွင့်မိတို့လူထိတ်ချုပ်သားသောနေမည်မလံမကန်ထိဆက်ရာဒေတာအနံ့အပြမရက်ကွက်ကြီးရွာများသို့ရက်ကွက်အုပ်ချုပ်မှုရိုင်းမှုစိန်မှုနှင့်အတိုင်းဝိုင်းတစ်ခုလုံးကိုရသည်များဝင်ရောက်ဖန်စီတက်တာခတ်ကြရဲကျွန်တော်မှစစ်မိန်ထုတ်ပြန်လိုက်သည်ဘုံမှုရာနေထောက်ကြည့်ဝင်ပြီးတော့ ော်လိုင်းကြီးမှာခေါင်းဆောင်တက်တယ်မွေးထုတ်စနစ်တကျရွေချက်ရှိရှိနဲ့ခေါင်းဆောင်တွေကိုပြောထောင်နိုင်ငံရေးစီးသတင်းမီဒီယာတက်တွန့်လို့ရှာသူအတိတိတော့ဗတ်တိတိကလူစုဝေးတိုင်ပင်စီယုံစွဲခေါ်ဒါဒီမလုံခွဲနဲ့မင်းအောင်လေးစစ်တပ်မနိုင်ဘူးလို့ခဏခဏပြောနေတယ်မင်းအောင်လေးစစ်ရှုံးစီဘူးလို့ရမှာမင်းအောင်လေးကိုစစ်နိုင်ဖို့ကိစ္စမှန်တယ်များအကုန်လုပ်ရမှာဖြစ်တယ်ဒီချိန်မှာပုတ်ဝေးမတည်တာလေ။ तू ကတော်နေတိုင်းငါတော်နေတယ်။ငါပါတရားမဟုတ်တာလေ။ငါအင်ဂျင်မဟုတ်တာလေ။ထက်အတွက်နေမယ်ဆိုရင်ခင်ဗျားတို့ကနိုင်ငံနဲ့လူတို့ကိုကိုစားပြုတ်သူဖြစ်လာတာ မရောက်နိုင်တော့ဖက်စစ်တပ်ကတော့စစ်အာဏာရှင်စနစ်နဲ့စစ်ကောင်းဆောင်တို့ကြီးပွားရေးအတွက်တိုင်းပြည်ကိုအစိတ်စိတ်မောင်းမှခွဲချပြီးရုပ်မာဖို့ကြံစီနေနေပြီတုတ်တုတ်တည်းတော်လိုင်းကြီးဘက်ကတူတယ်အရင်လိုပဲအီယုံအီယုံနဲ့လုံနေလို့မကြဘူးစူပွဲမှုအစ်စ်တွေပြင်ဆင်ကြတော်လိုင်းကြီးတက်မှုတွေဆိုပြီးကြသွေးတက်လောင်းကြဖက်စစ်အာဏာရှင်စနစ်ကိုရိုက်ချိုးကြရိုက်ချိုးဖို့နိညာတွေကိုလည်းကျွန်တော်နေ့တိုင်းပြောပြနေပါတယ်လောက်တာလို့သူတို့ကိစ္စ အဲ့တော့ကျွန်တော်တို့ကျွန်တော်အနေနဲ့ကတော့စီးပါဝါကြီးမားသောပုဂ္ဂိုလ်များနဲ့တွေ့ဆုံဖို့ကျွန်တော်ဒီနေရာကနေအဆုပြုပါတယ်ကျွန်တော်စ조사ဆက်သွယ်ဖို့လေးစ조사ပါမယ်အကယ်၍ပါနှိစပ်ပတ်သက်တဲ့လူတွေပါရင်ကျွန်တော်လင့်လေးချပေးပါကျွန်တော်တွားရောက်ပြေဆုံးပါမယ်တွားရောက်ဆက်သွယ်ပါမယ်အရိကတော့ဘုကျုပ်ထွန်းမြတ်နိုင်တဲ့ရောက်ကိုကျွန်တော်လင့်မရှိဖြစ်ဘုကျုပ်ကမှပိတ်ရှိတယ်ဥယီမှုပိတ်ရှိတယ်အခြားသောတက်မှုတက်ပွဲတွေကိုကျွန်တော်ဒီဘက်မှာစတင်ပြီးတော့စူးစီးဖို့လုပ်နေအဲ့တော့တွေးတက်လောင်းပြီးအောင်ဘွဲကိုရှားယူမယ်လို့ကျွန်တော်ပြောရင်အောင်ဘွဲရပြေးစားထုတ်တယ် တင်းရောက်လာပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒါတော့ဆရာလေးမြတ်ကျော်တဲ့ဒီနေ့မှဖြစ်ပါတယ်သုံးတက်တင်ဆက်သွားတဲ့အရာကိုကောင်းပါတယ်ဆိုတော့ကျွန်တော်တို့ညကောင်မမများနေနေပေါ့နော်ကျွန်တော်လည်းတူတူလိုက်ပါကြည့်ရှုပြီးတဲ့နောက်ပေါ့နော်အတွေ့အမြင်တစ်ခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်အများကြီးမပြောတော့ပါဗျဒီနေ့နဲ့ပတ်သက်ပြီးတော့မှကိုတင်ပြချက်ကိုကိုမမရေးခဲ့ပြပါအောင်ဒါဆိုရင်ကြောဗီဒီယိုလေးတို့မှာပြန်ဆုံးသက်ပါရယ်ဆုံးတဲ့လက်ပါချစ်ချူပေးတဲ့ညီကောင်မတို့အရောက်ရှိစင်တိုင်းလက်ထုတ်ပြန်တရုပ်တင်ရှိပါရခင်ဗျာကျွန်တော်တို့တော်ရဲညီကောင်မတို့များအားလုံးဆက်ဆက်ရအောင်ဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါရယ်နောက်နေ့ကျမှပြန်ကြမယ်ကျမရေကူးဆက်ကြပါခင်ဗျာ